ာဆင်နယ်ကိုယ်စားလှယ်ရာယာနဲ့ဘရိုက်တန်ကိုယ်စားလှယ်ဘာဘရူဂင်နိုကိုပြစ်မှတ်ထားနေတဲ့ရီယယ်မထွေဘေးမနစ်တင်ဟာလာမယ့်နေရာစီပြောင်းရွှေ့ဈေးကွက်အတွက်ပြင်ဆင်မှုတွေစတင်နေပြီဖြစ်ပြီးသူရဲ့အဓိကအာရုံစိုက်နေတဲ့နေရာတစ်ခုကတော့ကိုယ်စားလှယ်နေရာပဲဖြစ်ပါတယ်။လက်ရှိကိုယ်စားလှယ်ဒီဘောကော့တွိုက်ဟာအတင်းရဲ့ပထမဦးစားပေးကိုယ်စားလှယ်အဖြစ်ဆက်လက်ရည်တည်နေပေမဲ့ရီယယ်မထွေကအနာဂတ်အတွက်သူ့နေရာကိုစားထိုးနိုင်မဲ့ယုံကြည်အားထားရတဲ့ကိုယ်စားလှယ်ကောင်းတဦးကိုရှာဖွေနေပါတယ်။ဒါကြောင့်လည်းပရီးမီးယားလိရဲ့ထိပ်တန်းကိုယ်စားလှယ်နှစ်ဦးကိုသူတို့စောင့်ကြည့်နေတယ်လို့သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ထွက်ပေါ်လာတဲ့သတင်းတွေအရရီယယ်မထွေတင်ဟာဘရိုက်တန်တင်းရဲ့အသက်၂၂နှစ်အရွယ်ဒက်စ်လက်ရွေးချင်းကိုယ်စားလှယ်ဘာဘရူဂင်နဲ့အာဆင်နယ်အတင်းရဲ့စပိန်ကိုယ်စားလှယ်ဒေးဗစ်ရာယာတို့ကိုခေါ်ယူဖို့စိတ်ဝင်စားနေတယ်လို့သိရပါတယ်။ဒီနှစ်ယောက်ထဲမှာတော့ ဘဘရူဂင်ကိုခေါ်ယူဖို့ပိုပြီးလွယ်ကူနိုင်တယ်လို့သုံးသပ်ကြပါတယ်။သူက Brighton တင်းရဲ့ပထမဦးစားပေးကုသမအဖြစ်ခြေစွမ်းပြသထားနိုင်ပြီး Premier League မှာလည်းဒီငွေနဲ့စွမ်းဆောင်ရည်ကိုပြသထားပါတယ်။ Real Madrid ရဲ့အစီအစဉ်ကတော့ဘဘရူဂင်ကိုကနေဦးမှာဒုတိယကုသမအဖြစ်ခေါ်ယူပြီးနှိရှေစီမံကိန်းရနာဂတ်မှာပထမဦးစားပေးကုသမအဖြစ်မြောက်တင်ဖို့ဖြစ်ပါတယ်။ဒါပေမဲ့ဒီအချက်ဟာနှစ်ဖက်အကြဆွင်းရင်းညီနိုင်ရမှာခက်ခဲတစ်ခုဖြစ်လာနိုင်ပါတယ်။ဘဘရူဂင်ဟာ Brighton မှာပုံမှန်ပွဲထွက်ခွင့်ရနေတဲ့အတွက်စပိန်ကိုပြောင်းရွှေ့ပြီးရန်ကုန်မှာထိုင်နေဖို့ကိုဝင်လေးနိုင်ပါတယ်။ ဘာဘရိုကင်ဟာပရမဥစားပြပြမဲ့ဖြစ်နေပေမဲ့ရီယယ်မဒရီအာဆင်နယ်ရဲ့ဂိုဒမဒေးဗစ်ရာယာကိုလည်းစောင့်ကြည့်နေပါတယ်။အသက်၂၉နှစ်ရွယ်စပိန်သားရာယာဟာဘရက်ဘုတ်ကနေအာဆင်နယ်အသင်းကိုပြောင်းလာပြီးတဲ့နောက်မီကယ်အာဒီတာရဲ့လက်အောက်မှာအသင်းရဲ့ပရမဥစားပြဂိုဒမအဖြစ်နေရာယူထားနိုင်ခဲ့ပါတယ်။ဒါပေမဲ့ရာယာကိုပြောင်းလဲနိုင်ကနေခေါ်ယူဖို့ကြိုးစားမယ်ဆိုရင်တော့အင်မတန်ရှုပ်ထွေးနိုင်ပါတယ်။အာဆင်နယ်အသင်းဟာသူတို့ရဲ့ပရမဥစားပြဂိုဒမကိုလက်လွတ်ဖို့မဖြစ်နိုင်တော့ရှိတယ်လို့ရာယာကိုယ်တိုင်ကလည်းအာဆင်နယ်အသင်းမှာရေးပါတယ်ကစားသမားတူဖြစ်နေတဲ့အတွက်ရီလိုအသင်းမှာဒီရပြောင်းရွှေ့ဖြစ်မြောက်ဖို့ကခက်ခဲနိုင်ပါတယ်။ဒါကြောင့်ရီယယ်မဒရီအသင်းဟာဂိုဒမအသစ်ခေါ်ယူဖို့ဘလို့ပြောင်းရွှေ့တွေကိုလှုံ့ဆော်သွားမလဲဆိုတာစိတ်ဝင်စားစရာပါပဲ။ ။လာမယ့်နေရာကြီးအပြောင်းရွှေ့ဈေးကမှာဘယ်သူတွေကရေရဲမထွက်ကိုရောက်လာမလဲဆိုတာကတော့ကျွန်တော်တို့ဆက်လက်ဆောင်ကြည့်သွားရမှာပဲဖြစ်ပါတယ်။ဒီမှာကျွန်တော်တို့ကတော့အမ